အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးသူပါတယ် Champion ပေးတက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ AC Milan အသင်းရဲ့နီးပြ Max Allegri ကလာမယ့်ရာသီမှာသူ့ရဲ့ကိုယ်သမား Mike Manu ကိုအသင်းမှာဆက်ထားဖို့မျှော်လင့်လျက်ရှိတယ်ပြည်သက်လူဝေးစဉ်ကိုယ်သမား Mike Manu ကရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့ Milan နဲ့သက်တမ်းမတိုးဖို့ဆုံးဖြတ်ထားပေမဲ့ဒီပြဖြစ်သူကတော့ဒီကိုယ်သမားကို မရရအောင်တတ်တန်းတူဖို့ကလပ်အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားတယ်လို့ဆိုထားပါတယ်။ဂျူဗန်တက်စ်ကလည်းသူတို့ရဲ့တိုက်စစ်မှုဒူရှန်ဗလာဟိုဗစ်ရာဒီကိုမှစာချုပ်တတ်တန်းကုံဆုံးမှဖြစ်တဲ့အတွက်ဆောင်းရာသီဈေးကွက်မှာရောင်းချဖို့ပြင်ဆင်ထားတယ်။အသက်25နှစ်ပဲရှိတဲ့ဆာဗီယာတိုက်စစ်မှုအတွက်ဂျူဗန်တက်စ်ကယူရိုသား30လောက်ရရင်ထွက်ခွာခွင့်ပေးဖို့ရှိပြီးတော့ပရီးမီယာလိဂ်ကလပ်အသင်းချို့ကသူ့ကိုစိတ်ဝင်စားလေးရှိတာပါ။ ဟာရီဆန်ဂျာမင်းကမာကက်စ်ရက်ရှ်ဖို့ပေါ်စိတ်ဝင်စားလျက်ရှိတဲ့အထူးသဖြင့်ရက်ရှ်ဖို့ကိုဘာဆိုနာအသင်းရှိကနေကြော်ပြီးတော့နွေရာသီမှာယူရို55တန်းလောက်နဲ့ခေါ်ယူဖို့ဆန္ဒရှိလျက်ရှိပြီးတော့ဒါရက်ရှ်ဖို့ရဲ့အခြေအနေကိုတောက်လျှောက်စောင့်ကြည့်လျက်ရှိကြောင်းပြည်သစ်နာမည်ကြီးလက်ခီသတင်းစာကဖော်ပြထားပါတယ်ဘာဆိုနာအသင်းရဲ့ကိုယ်လည်းကစားပါဖမင်းလိုပတ်နှစ်ပတ်နားရတယ်နောက်တစ်ပတ်က UN ကာစီယာ6ပတ်နားရပြီးတော့ ရာဖီညာ၃ပတ်နာရသည့်တိုင်အောင်ဟန်စီဖလီကာတို့ဒဟဲကစားမောက်တွေအများကြီးရှိပေမဲ့လက်ရှိလူစင်းနဲ့ပဲသူတို့အကောင်းဆုံးကြော်ဖြတ်သွားမှာဖြစ်ကြောင်းနဲ့ဒဟဲကစားမောက်တွေကသူတို့အတွက်တော်တော်ကိုစိတ်ပျက်စရာဖြစ်ပေမဲ့ လက်ရှိကစားသမားတွေပေါ်ယုံကြည်မှုအပြေအဝါရှိတယ်လို့ဆိုလိုက်ပါတယ်။ Ronald Aurugo ကတော့ club သင်းကနေထွက်ခွာသွားမယ်ဆိုတဲ့သတင်းတွေကိုညင်းဆန်းလိုက်ပါတယ်။ Liverpool ပါဝင် Premier League club သင်းတွေကစိတ်ဝင်စားနေတဲ့ Aurugo ကို Barcelona သင်းကပြီးခဲ့တဲ့နွေရာသီကမှတက်တန်းထပ်တိုးထားတာဖြစ်တယ်။ဒါပေမဲ့လည်း Aurugo ကိုယ်တိုင်ကလည်းအသင်းကပြောင်းရွှေ့ဖို့စီစဉ်မရှိကြောင်းမန်ဒူဒီဘိုဒီဘိုဘောဘူမှာပေါ်ပြထားတာလည်းဖြစ်တယ်။ဘာဆိုနာကလာမယ့်ရာသီမှာလေဝန်ဒေါစကီနေရာကိုအစားထိုးဖို့အတွက် အဲလီဟာလန်ကိုသဘောကျပေမဲ့ဟာလန်ကိုဝယ်ယူနိုင်ဖို့ခက်ခဲတဲ့အတွက်ဘရီရှားတောက်မန်ရဲ့တိုက်စင်မှုစာဟီဂီရာဆေးကိုစိတ်ဝင်စားလျက်ရှိတယ်အသက်30ရွယ်ရှိတဲ့ဒီတိုက်စင်မှုကိုဘာဆိုနာအသင်းကအနာဂတ်မှာလေဝန်ဒိုစကီနေရာအစာထိုးဖို့အတွက်ရည်ရွယ်ထားပြီးခေါ်ယူဖို့ဆန္ဒရှိတယ်လို့ဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းကအီဘရာဟီမာခနာတေးကိုတေချာပေါက်ခေါ်ယူဖို့ကြိုးပမ်းလျက်ရှိတယ် ESPN ရဲ့ report ရခနာတေးရဲ့ တာဝန်ရှိသူတွေကိုရမတွေကဒါတရားဝင်စည်းရုံးမှုတွေကိုထလျိုးပတ်စာပြုလုပ်ထားတဲ့ဖြစ်နေပြီလို့ဖော်ပြထားပြီးတော့စောင်းရာသီမှာအကျိုးသဘောတူညီမှုရရှိလိမ့်မယ်လို့ဆိုပါတယ်။ Entry ရဲ့တာဝန်ရှိသူတွေကကလပ်အသင်းမှာစံနေဖို့ဆန္ဒရှိနေတဲ့အတိုင်းအခုလောလောဆယ်အနေထားရတော့ ရယ်မက်ဒရစ်အသင်းကတော့သူ့ကိုထွက်ခွာခွင့်ပေးဖို့ပြောထားတယ်။သူပြင်ရယ်မက်ဒရစ်ကဒီကစားမလေးပွဲထွက်ခွင့်ရဖို့အတွက်အသင်းသစ်ပြောင်းပြီးအငှားကစားသွားတဲ့ကြောင်းတိုက်တွန်းထားပေမဲ့အန်ဒရစ်နဲ့တာဝန်ရှိသူတွေကတော့မက်ဒရစ်မှာဆက်နေချင်နေတယ်လို့ဆိုပါတယ်။ရယ်မက်ဒရစ်အသင်းကဗတင်းညာကိုခေါ်ဖို့ဆန္ဒအပြေအဝါရှိနေပေမဲ့ဒီကစားမအတွက်ပါရီစိန်ဂျာမိန်ကအနည်းဆုံးယူရိုတန်တရာကနေ130ကျားဆေးသတ်မှတ်ထားပြီးတော့မက်ဒရစ်ကသူ့ကိုကာလရှည်ကျပြစ်မှတ်ထားနေတာဖြစ်တယ်။တစ်ဖက်မှာဟူလီယန်အေဗာရက်စ်ကမက် ဒရစ်ဒါဘီမှာပထမပိုင်းမှာကျွန်တော်တို့ကိုစီမီယိုနီပေးတဲ့ message ကတကယ်ကို clear ဖြစ်ပြီး ပုံမှန်ထပ်ပို့ပြီးတော့ထပ်ပြီးအတိုက်စစ်အသားပေးကစားပြီးတော့ ချာစီဘူခရီလို့ပို့တောင်းဆိုမှုတွေစင်မြူနီကပြောဆိုခဲ့လို့ကျွန်တော်တို့ကစားမတွေအားလုံးလိုက်လာနိုင်ခဲ့တဲ့အတွက်မက်ဒရစ်တာဘီမှာအခုလိုမျိုးဂိုးပြတ်နိုင်ခဲ့တယ်လို့ဆိုခဲ့တယ်။အိုက်ပွဲမှာဟူလီယန်အေဗရက်ကဒိုင်းရဲ့ဖရီကစ်ပါဝင်နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်။တစ်ချိန်တည်းမှာပဲပါရီစင်ဂျာမင်ရဲ့အဓိကကွင်းလယ်ကစားမဗတင်းညာတယောက်ဒန်ယာပြက်တနာရင်ဆိုင်ခဲ့ရတယ်။မရင်းညာကကစားခဲ့တယ်။ PSG သင်းရဲ့ပွဲမှာဒန်ယာရှိခဲ့တဲ့အတွေ့အကြုံလက်ရှိမှာသူက Champions League ပွဲစဉ်အတွက်ဗတင်းညာတယောက်မတည်ကြပဲရှိကြောင်း ဖို့ပြလေရှိပါတယ်အာစနယ်သင်းရဲ့နီးပြမိခဲ့ အာတီတာကတော့ဒိုင်ယန်ကစားမတွေအများကြီးမရှိအောင်အသင်းရဲ့အလှည့်ကျပုံစံဟာဒီယာတီမှာအရေးပါလိမ့်မယ်လို့ဆိုတယ်အထူးသဖြင့် international break အပြီးမှာသူတို့ကစားမတွေတော်တော်များများကိုအလှည့်ကျပုံစံမျိုး system ကိုသူအဓိကသုံးသွားဖို့ရှိကြောင်းဆိုပါတယ်အာစနယ်သင်းကနမိတ်ဆောင်ရာဒီမှာဂါဘရီယယ်ဂျေဆုကိုရောင်းချဖို့ပြင်ဆင်ထားတယ်ဂျေဆုကဒုတိယအကြောင်းကာလရှိကြနားနေတဲ့ချင်းကလပ်ဖက်ကတော့သူ့ကိုဆောင်ရာဒီမှာထွက်ခွာခွင့်ပေးဖို့ပြင်ဆင်ထားတယ်လို့ Daily Express ကဆိုပါတယ်အာစန နယ်ကဂျူဗန်တက်စ်ရဲ့တူတကီကစားမဖြစ်တဲ့ခန်နန်ယန်ဒစ်ကိုတောင်ပံကစားမလီအန်ဒရူထရိုဆိုပလတ်ယူရိုတန်း60နဲ့ကမ်းလှမ်းခဲ့တဲ့အကြောင်းဂိုးတော်ကပေါ်ပြပေမဲ့စီးရီးကလပ်သင်းကတော့ပေချခဲ့ကြအောင်ဖော်ပြလာပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကဖီအားရီဇက်တိုက်များနေသည့်တိုင်အောင်ဆာဂျင်ရက်ကလစ်ဖ်နဲ့တာဝန်ရှိသူတွေကရူဘင်အာမရွန်ပေါ်အပြေဝထောက်ခံနေဆဲဖြစ်တဲ့ ဒါဗိမဲ့ရူပေအမရုံနေနဲ့နောက်ထပ်ခွင့်ရေးသိမ်းမရှိတော့ကြောင်းဖော်ပြလာပါတယ်ရူပေအမရုံကလည်းအဲ့ဘရန်ဖိုးနဲ့ပွဲပြီးမှပဲ သူ့ရဲ့ယာတုအတွက်သူဘယ်တော့ကမှစိုးရိမ်ပူပန်မှုမရှိလို့အဲ့အတွက် concern လုံးဝမဖြစ်ခဲ့ကြောင်းနဲ့သူဒီသဲမှာရှိနေရင်ဒီယာတုအတွက်သူထိုက်တန်ဆုံးအကောင်းဆုံးစွမ်းဆောင်ပြီးသူ့ယာတုအတွက်သူ့ဘက်ကယုံကြည်မှုအပြည့်အဝရှိကြောင်းဆိုပြီးတော့ကိုလာဟာလာသတင်းတွေအားလုံးနဲ့ဖီးယားတွေအားလုံးကိုရူပေအမလွန်ကပေချလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကအခုလက်ရှိမှာ ဂျူဗန်တက်စ်ကနောက်ခံကစားမှာဘရီမာကိုလည်းတောက်လျှောက်ချင်းကပ်လေရှိတယ်။အီတလီကလပ်အသင်းမှာကစားနေတဲ့ဘရာဇီးလ်နောက်ခံကစားမှာကိုစီဒီကလပ်အသင်းကယူရို80ထိဈေးသတ်မှတ်ထားတဲ့ချိန်မန်ယူနိုက်တက်ကသူ့ကိုခေါ်ယူဖို့ဆန္ဒအပြေးဝါရှိကြောင်းလာကစတာဒေလူစပေါ်မှာဖော်ပြထားပါတယ်။ချဲစီအသင်းကလာမဲနွေယာဒီမာတော့ရောဘတ်ဆန်ချက်နဲ့ကလပ်ကြားလမ်းခွဲသွားဖို့ရှိပါတယ်။အသက်29နှစ်အရွယ်ရှိတဲ့စပိန်ကိုယ်သမားကိုချဲစီကအပြောင်းလဲလုပ်ပြီး ထိတ်တန်းကိုသမားတယောက်အစားထိုးဖို့ရည်ရွယ်ထားလို့ AC Milan ကိုသမား Mike Manion ကိုသူတို့ရည်ရွယ်ထားတာဖြစ်တယ်။ Anzo Maresca ကတော့နောက်ထပ်အနီးကပ်နဲ့နောက်ထပ်တယောက်ရုပ်ကစားခဲ့ပြီးရှုံးပွဲပေါ်ကိုတော်တော်လေးစိတ်ပြက်လေးရှိတယ်။ကျွန်တော်တို့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာဒီလိုအခြေအနေမျိုးတွေကိုထပ်ပြီးမဖြစ်ဖို့ရှောင်ရှားဖို့လိုအပ်ကြောင်းနဲ့ဒီနေ့ပွဲမှာတော့အိမ်ကွဲမှာတယောက်ရုပ်နဲ့ကစားခဲ့တဲ့အတွက်ရလက်ပိုင်းနဲ့ပတ်သက်လို့သူဘက်က တကယ်ကိုစိတ်ပြတ်မှုရှိကြောင်းသူကဆိုခဲ့ပါတယ်တစ်ဖက်မှာတော့ချဲစီအသင်းကလူရတီမှာတေချာပေါက်သူတို့ဘက်ကနောက်ခံလူတယောက်ခေါ်ယူသွားမှာဖြစ်တယ်မာကေကြီးကိုသူတို့အဓိကစောင့်ကြည့်နေတယ်လက်ရှိခံစစ်ပိုင်းဟာမဖြစ်မနေဝယ်ယူဖို့လိုအပ်တယ်နောက်အသင်းရဲ့နောက်ခံကစားမှာဟာတူက တိတ်ချေစွာမပြတဲ့တူကကလပ်ဘက်ကစောင်းရသည်ဖြစ်ဖြစ်နွေရသည်မှာသူ့ကိုပြန်အငှားချပွဲရှိကြောင်းနဲ့ပေါ်ပြလျက်ရှိပါတယ်။ထော်နာဟော့စပါရဲ့နီးပြတိုမက်စ်ဖရန်ကအိမ်ကွေးမှာဝူဖာဟန်တန်ကိုတမတ်တာရခဲ့ပေမဲ့သူတို့တကယ်ကိုယုံကန်ခဲ့ရပြီးဂရာမာရီအားလုံးကိုသူတို့မျောလင်းထားသလိုမဖြစ်ခဲ့တဲ့အပေါ်ကိုသူ့ဘက်ကနားမလည်အောင်ဖြစ်ခဲ့တယ်လို့ဆိုတဲ့အိုက်ပွဲမှာဂျော့ဖော်လင်ယာရဲ့နောက်ကျကိုကြောင့်ထော်နန်ကအိမ်ကွေးမှာတီတမတ်ရခဲ့တာဖြစ်တယ်။စပါကဂျော့ဖော်လင်ယာကို မကြမီအချိန်တွင်းမှာပဲဘိုင်ယန်မြူးနစ်ရှိကနေအပိသက်ဝယ်ယူဖို့ဆွေးနွေးနေပါတယ်အပိသက်ဝယ်ယူမှုကပေါင်28တန်းဖြစ်ပြီးတော့ဘိုင်ယန်ကလည်းရောင်းဖို့နှစ်ဖက်ကြားသဘောတူညီမှုရရှိမယ်လို့ဆိုပါတယ်လီဗာပူးတည်ရဲ့နီးပြအာနီစလော့ကနောက်ကျဂိုးနဲ့ရှုံးနေခဲ့တဲ့အပေါ်ကိုစိတ်ပြက်လျက်ရှိလို့သူတို့အသေးနေနဲ့ပိုကောင်းအောင် manage လုပ်တဲ့နယ်လို့သူကဆိုလိုက်တယ်အထူးသဖြင့် နောက်ဆုံးမိနစ်မှာပေးခဲ့ရတဲ့နောက်ကျဂိုးကတကယ်ကိုလက်မခံကျေစရာကောင်းလို့တကယ်တမ်း Crystal Palace ကသူတို့ထက်ပိုကောင်းအောင်ကစားခဲ့နိုင်ကြောင်းအာနီစလော့ကဝန်ခံခဲ့ပါတယ်။ Liverpool အသင်းကအခုသူတို့ရဲ့လူငယ်ကစားမ Rio Angumoha ကိုစာချုပ်သစ်2028ထိ Professional စာချုပ်ချုပ်ဆိုခဲ့တယ်။အဲ့စာချုပ်ချုပ်ဆိုတဲ့နောက်ဆက်တွဲမှာဒီကစားမလေးနဲ့18နှစ်သားအတွက်အမြင့်ဆုံးရနိုင်မဲ့ Academy ကနေ Professional စာချုပ်မှာတပတ်ကို 9200ထိပေးခဲ့တာဖြစ်တယ်။ဒါကသူလက်ရှိရနေတဲ့လောကလာစာရဲ့အစာပေါင်း360စာထိဖြစ်ပြီးတော့ အကယ်ဒမီကစားမကနေလူငယ်ကစားမအဖြစ်ပြောင်းတဲ့ကွန်ထရက်ရဲ့စံချိန်တင်လစာဖြစ်တယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့လီဗာပူးအသင်းကခရစ်စတယ်ပဲလစ်အသင်းရဲ့အင်္ဂလန်နောက်ခံလူမာဂေဟီအပြင်အခြားခံစင်မှုနှစ်ယောက်ကိုလည်းသူတို့ကြည့်နေတယ်ရီယာဒီမှာသူတို့မဖြစ်မနေခံစင်မှုတစ်ယောက်ခေါ်ယူသွားမှာဖြစ်ပြီးတော့ခနာတေးထွက်ဖို့များတဲ့အတွက်တေချာပေါက်ခံစစ်အစ်စ်ကိုအားဖြစ်ဖို့ပြင်ဆင်ထားတာပါ Manchester City အသင်းကအခုလက်ရှိမှာသူတို့အသင်းရဲ့ကွင်းလယ်ပိုင်းတွင် Paris Saint-Germain ရဲ့ကွင်းလယ်လူ Zaira Emery ကိုလူချင်နေပါတယ်အသက်16နှစ်ပဲရှိတဲ့ပြင်သစ်ကွင်းလယ်ကစားသမားကို Pep Guardiola ကသဘောကျပြီးတော့ခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုထားတယ် Bernardo Silva က La Manuya ဒီမှာစာချုပ်တက်တန်းကုန်ဆုံးမှာဖြစ်တဲ့အတွက် Barcelona အသင်းနဲ့ Benfica တို့နဲ့သတင်းထွက်နေတဲ့အောင် Saudi Arabia ကိုပြောင်းသွားဖို့ရှိတယ် ူအနေနဲ့အခုလောလောဆယ်မှာဆော်ရီအာရေဗျာကိုပြောင်းဖို့အတွက်ဆွေးနွေးမှုတွေကလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကစတင်စကားပြောခဲ့ပြီးတော့၄နှစ်စာချုပ်နဲ့ဆော်ဒီကလပ်တင်ထိပ်သီးတဲ့တင်ကိုပြောင်းရွှေ့သွားဖို့ရှိကြောင်း ဘန်ချက်ကိုကဖော်ပြထားတာပါမန်ချက်စတာစီးတီးကအသက်32နှစ်ရွယ်ရှိတဲ့နောက်ခံလူဂျွန်ဆုံးကိုတတ်တန်းထပ်တိုးမှာပါဂျွန်ဆုံးကစီးတီးကထွက်ခွာသွားမယ့်ဆန္ဒမရှိဘဲသူ့အနေနဲ့ကလပ်နဲ့တတ်တန်းတိုးဖို့ရှိတဲ့အတွက်ကြောင့်ကလပ်ကလည်းသူ့ကိုစာချုပ်သစ်ကမ်းလှမ်းမှာဖြစ်တယ်ဝက်ဆန်ယူနိုက်တက်ကဂရန်ပေါ်တာကိုယာရုကထုတ်ပေးခဲ့ပြီးနောက်နူနိုအက်စပီတိုဆန်တိုကိုနှိပြဖြစ်ခံလိုက်ပါတယ်နူနိုအက်စပီတိုဆန်တိုက forest ကထွက်ခွာလာခဲ့ပြီးကလေးကနေဒါအခုလက်ရှိမှာ western နီးပြတဲ့အဖြစ် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ် northern forest အသင်းက elias anderson ကိုလုံးဝရောင်းချဖို့အစီအစဉ်မရှိကြောင်းနဲ့စောင်းရာသီမှာထွက်ခွင့်ပေးမှာမဟုတ်ပေမဲ့နွေရာသီမှာဆိုရင်တော့လူချင်းနဲ့အပြောင်းရွှေ့ခြင်းမျိုးဖြစ်ရင်လက်ခံပွဲရှိကြောင်းဆိုတဲ့အသက်22နှစ်အရွယ်ရှိတဲ့ england ကွင်းလေကစားမတော်အနည်းဆုံး ပေါင်တန်း၈၀လောက်ထိ Forest ကလူချင်းနေတာဖြစ်တယ် Crystal Palace ကအိမ်ကွင်းမှာ Liverpool ကိုအနိုင်ရခဲ့ပြီးနောက်ပြိုင်ပွဲဆုံး၁၈ပွဲရှုံးပွဲမရှိကစားထားနိုင်တာဖြစ်တယ်ဒါကကလပ်သမိုင်းတလျှောက်1860ကနေ2025ခုနှစ်အထိသမိုင်းတလျှောက်ပထမဆုံးနဲ့အချိန်ကြာဆုံးစံချိန်တင်ခဲ့တာဖြစ်တယ် ယူကာဆယ်ယူနိုက်တက်ပိုင်ရှင်တွေကကလပ်အသင်းတွင်းကို သူတို့ပထမဆုံးချိန်ဝယ်ယူခဲ့ပြီးတဲ့အချိန်တည်းကနေ အခုပထမဆုံးအနေနဲ့ကလပ်အသင်းတွင်းကို investment 113တန်းထည့်သွင်းပြီးတော့ကလပ်အတွက်အပြောင်းရွှေ့30တွေကိုထုတ်ပေးဖို့သဘောတူခဲ့ကြောင်း Athletic Report ကဖော်ပြထားပါတယ်။ဒါဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားစားသင့်ပါအားလုံးကျေးဇူးတင်ပါတယ်။